အသေးသွေးနေပြီးဆိုရင်တော့လက်ရှိကိုယ့်ရဲ့အိမ်တော်ဘက်ကိုပွေလင်းစွာပြောပြီးတော့မှလမ်းခွဲပြီးတော့မှနောက်တစ်ယောက်ကိုထားဖို့အတွက်ပြောချင်ပါတယ်အဲ့တော့အတန်လေးနားထောင်ပေးပါဗျာကျွန်တော်လည်းဟိုတလောကတယောက်ဖြတ်လိုက်ပါတယ်ဗျာတနည်းပတ်ချလဲလောက်ကျွန်တော်လိန်တာနောက်မှပေါ်တယ်အိမ်တော်နဲ့သူ့မှာသားသမီးတွေရှိရဆိုတော့နောက်မှပေါ်တယ်ဘယ်လောက်ထိလူတွေများယုံပါလဲဆိုတော့ ခုတော့ကျွန်တော်ဖြတ်လိုက်ပါပြီကျွန်တော်တို့ကဗုဒ္ဓဘာသာမြန်မာလိုမျိုးတယ်လေမင်းရှင်မရဘူးပြမလို့မရဘူးလေကံကံအကျိုးဆိုတာရှိတယ်လေကျွန်တော်ပြောချင်တာကတယောက်နဲ့မလုံလောက်အောင်ဘယ်မိမဘယ်ယောက်ျားတွေကဘယ်ဟာတွေကအပူပါနေလို့လဲဗျစဉ်းစားလို့တော့မတတ်ဘူးဘယ်မိမဘယ်ယောက်ျားဘယ်ဟာတွေကအပူပါနေလို့လဲတော့မသိဘူး ဲ့တော့အဓိကကတော့ကျွန်တော်တို့ဒါကတော့ရင်ဖွေထားတဲ့အရာဖြစ်ပါတယ်ဗောနော်ဒါကအကူတယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဓိကပြောချင်တာကတော့ကို့မှာခဏကျွန်တော်အရှိပိုင်းမှာပြောတယ်လို့ပဲကိုကနောက်တစ်ယောက်ကိုပတ်သက်ရှင်နေဆိုရင်တော့အဓိကအရေးကြီးဆုံးကကို့ရဲ့အိမ်တော်ဘက်ကိုပွပွလေးလေးလမ်းခွဲပြီးတော့မှနောက်ထပ်အိမ်တော်ထပ်ပြူရှင်နေဆိုရင်တော့မကိုနောက်ထပ်အစ်စ်တွေ့တယ်ဆိုရင်တော့မကျွန်တော်ပွပွလေးလေးနဲ့ပြောဆိုပြီးတော့ငါအိမ်တော်ကြားခဲ့ဘူးရဲ့ငါမှခလေးရှိတယ်သားသမီးရှိတယ်ဆိုပြီးပွလင်းစွာပြောပြီးတော့မှနောက်ထပ်ကျွန်တော်အိမ်တော်တစ်ခုထပ်ပြီးတော့ထူထောင်တာပို့ပြီးတော့မှကောင်းပါလေဗျ ဲ့တော့ကျွန်တော်တို့အာဒါယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်ဒီလိုမျိုးတွေကြတော့ကျွန်တော်တို့အာလင်ငန်ထီးရဲ့သူတို့လည်းမကောင်းတလို့တစ်ဖက်မှာလည်းဟာဘာဖြစ်လဲဆိုတော့ဖောက်ပြန်ခံရတယ်ဆိုတော့သူ့ရဲ့မိန်းမဖောက်ပြန်တယ်တော့မသူ့ရဲ့ယောက်ျားဖောက်ပြန်တယ်ဆိုပြီးတော့မှအဲ့လိုမျိုးတွေကတော်တော်လေးတည်င်းနေရအရန်များလာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အဓိကအကြောင်းရင်းကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအားလုံးနေနဲ့ကံကံကြီးရဲ့အကျိုးတရားတွေကို လုံးဝကိုအတိမပြုကြတော့တာဘာသာရေးပိုင်းဆိုင်ရာတွေကိုလုံးဝတတိမထားတော့တာအဲ့တော့ ကို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 လုံးနေတဲ့လမ်းကြောင်းတွေကကျွန်တော်ဒီဘာသာရေးနဲ့ပြန်ပြီးတော့တိုက်ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ကောင်းတဲ့ဘက်ကိုသွားနေတာတွေမဟုတ်ဘဲနဲ့ဆိုးတဲ့ဘက်ကိုသွားနေတယ်ဆိုတာကိုလုံးဝတတိမထားမိတော့ဘဲနဲ့စိတ်ထဲမှာဗျာကျွန်တော်ခဏပြောလို့ပဲဘယ်ရောက်ကြာကမှတော့အပူပါလာလဲမင်း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 ကလေးမှအပူပါအပူတော့မပါလာဘူးဒါပေမဲ့စိတ်ကဖြစ်ပေါ်လာတဲ့ဒီတဏှာစိတ်ကိုမထိန်းနိုင်တဲ့အတွက်ကြောင့်မို့လို့ဖောက်ပြန်မှုတွေဖြစ်လာတာတကယ်တမ်းကျအေးတဏှာစိတ်ကိုထိန်းနိုင်တာကဘာလဲဆိုရင်တော့ အသိဉာဏ်ပညာပဲဖြစ်ပါတယ်ဘာသာရေးအသိဉာဏ်ပညာပဲဖြစ်ပါတယ်ဒီအသိဉာဏ်ပညာတွေဒါရှိတယ်ဆိုရင်ကျွန်တော်တို့ကတလင်တမယာစနစ်ဆိုတဲ့ဒီအိမ်အောင်ရေးကိုမပြိုမကွဲပဲနဲ့ကျွန်တော်ထူထောင်နိုင်မှာဖြစ်ပါတယ်အထက်ကအိမ်အောင်ပြုတ်တယ်ဆိုတာကဘာလဲကိုချစ်တဲ့သူကိုကိုနာမှာရှိစီခြင်းလို့ကိုချစ်တဲ့သူကိုဂယုဆိုင်ပေးစီခြင်းလို့ကိုချစ်တဲ့သူကိုမေတ္တာပေးခြင်းလို့ကိုချစ်တဲ့သူကိုစိတ်ချမ်းသာစေခြင်းလို့ကိုချစ်တဲ့သူကို အာပြူစုစောက်ရှောက်ပေးချင်လို့အိမ်အောင်ပြုကြတာဟုတ်ပါလားခင်ဗျာအဲ့တော့အဲ့ဒီအရာကိုကျွန်တော်တို့ကချိုးဖောက်ပြီးတော့အာဖောက်ပြန်နေဆိုတာကတော့တေချာတစ်ခုကတော့ဒီတာအသိဉာဏ်ပညာပိုင်းဆိုင်ရာရဲ့ပြီးတော့ကျွန်တော်ဘာသာရေးပိုင်းဆိုင်ရာရဲ့ဒီလေ့လာမှုပိုင်းဆိုင်ရာတွေအရန်အားနည်းလာလို့ဆိုကျွန်တော်ကတော့မြင်မိပါတယ်ဒါကြောင့်မို့လူငယ်များအားလုံးနေနဲ့ကျွန်တော်တို့အိမ်အောင်ပြုတယ်ဆိုတာခလေးကစားတာမဟုတ်ပါဘူးဘဝတစ်ခုလုံးနဲ့ရင်းပြီးတော့မှအိမ်အောင်ပြုရတာယောက်ျားလေးရောမိန်းကလေးရောအတူတူပဲအဲကြောင့်ကိုဘဝလက်တွဲဖို့ကိုကိုကတကယ် အပြည့်အဝချစ်ပေးနိုင်ပြီလားကိုတေချာပြန်စဉ်းစားပါတတိချာချာနှစ်ဦးနှစ်ဖက်ချစ်ချင်းတွေကတိုက်ဆိုင်နေမှာနှစ်ဦးနှစ်ဖက်ချစ်ချင်းတွေကညီညီတူညီမျှဖြစ်နေမှာအိမ်တော်ပြုတာအကောင်းဆုံးပဲဖြစ်ပါတယ်အဲ့ဒါမျိုးဒီပရိုဖိုင်လေးကိုကြည့်ပြီးတော့လူငယ်တွေအားလုံးကိုလည်းသင်ခန်းစာယူစီချင်ပါတယ်လက်ရှိအိမ်တော်ပြုပြီးသားသူများအားလုံးလည်းအမှားမလုံးမိအောင်သင်ခန်းစာယူတတ်ကြပါစေလို့ဆုတောင်းပေးပါတယ်ဖောက်ပြန်မှုကင်းတဲ့အိမ်တော်ရေးတွေရရှိပါစေပြီးတော့အလိမ်မခံရတဲ့ချစ်ချင်းတွေလည်းပြန်လည်ပြီးတော့တွေ့ကြပါစေလို့ပြောချင်ပါတယ်